Hello ဒီနေ့နောက်ဆုံးတရက်ကိုရောက်ပြီကျွန်တော်တို့ပိုက်လေးကိုကြည့်လိုက်မယ်ပိုက်လေးကတော်တော်လေးချက်သွားတယ်เนาะဘေးတစားကနေပြမယ်ကျွန်တော်တို့စစ်ပက်လေးတွေပါလေးတွေ့လာပြီလက်မောင်းလေးတွေလည်းသေးတွယ်သွားတယ်ပောင်လေးတွေလည်းတေးတွေသားရယ်เนาะနောက်ဆုံးရက်ကိုရောက်ပြီးကျွန်တော်ဆက်ဆာချင်းအတူတူပဲတွေ့ပူလေးခြေကန်နဲ့စားလုံးမယ်ခါလေးကိုဟိုဘက်ဆောင်းလိုက်ဒီဘက်ဆောင်းလိုက်ဘဲတစ်ခါညာတစ်ခါကိုတေးကျွန်တော်တို့အခန်း20သွားမယ်เนาะကျွန်တော်တို့ ကိုလာပိုင်းရဲ့ carbohydrate diet cycling ကဒီနေ့ကနောက်ဆုံးနေ့ပါဒီနေ့ကမနေ့အသေးရနာထားတော့လေကျွန်တော်မနေ့ဖြန်ကိုအသစ်စတယ်ဆိုပေမဲ့ကျွန်တော်တို့မနာတော့ဘူးမနေ့ဖြန်ဆယ်လပိုင်းဟာကိုစတိုက်အသစ်စသွားလိုက်မယ်เนาะဒီတစ်ခေါက်လာတဲ့ဟာကကစီတက်လေးတွေစားလိုက်အဲပြီးတော့ကစီတက်လေးတွေ short line နဲ့သွားတဲ့ပုံစံကြတော့ကိုတို့ပုံမှန် normal line နဲ့ပို့ပြီးတော့ အဆက်တာပေါ့နော်ဒီဥစ္စာလေးတွေကိုလိုက်လုပ်တဲ့မိဆွေတွေဝိတ်ကတော့အလောက်ထိတိတိတတ်တာမကြဘူးဒါပေမဲ့ကိုရေကတော့စစ်သွားမယ်သူကအာကြွက်သားလေးနေနဲ့တင်ပေးတဲ့အတွက်ရက်ချားလေးတွေဆိုပူတဘောကြမယ်မိန်းကလေးတွေကတော့ကြွက်သားမတင်ချင်ကစီတက်စားတဲ့အချိန်မှာရှော့စားပေးရပါပေါ့နော် Kopi. နောက်တွေးဘူးလေးချင်းကတခုကပေါင်လေးကိုပုံမြောက်လိုက်ဘယ်ဖက်လက်ကိုလာထိလိုက်ညာဖက်လက်ကိုတော့ထိလိုက်အဲ့တိုင်းလေးသွားမယ်ကျွန်တော်တို့တက်နိုင်တဲ့လောက်ခါလေးနည်းနည်းစောင်းပြီးတော့မြောက်ပြီးလို့ရှိရင်ကျွန်တော်တို့ခါပေးရအစီလေးတွေကိုလည်းချပေးပါရနော်ကျွန်တော်တို့ရဲ့လေခါရဲ့ကြွက်သားလေးတွေအစီလေးတွေကြာချင်လို့ရှိရင်အဲဘိုက်ကိုအပေါ်ကိုညစ်တဲ့ဟာအဲ့လိုမျိုးဟာလေးတွေများများလုပ်ပြီးလို့ရှိရင်ပိုထိရောက်တယ်နော်ဒီလိုမျိုးပေါင်ကိုမြင့်တဲ့ချိန်မှာတချို့လူကကျတော့ခါကိုအရန်စောင်းလို့ရှိရင်လဲရမလို့ဖြစ်တတ်တယ်အဲ့လိုမျိုးဖြစ်တတ်တဲ့လူကတော့ကျွန်တော်တို့ပုံမှန်ရိုးရိုးလေးပဲအဲပေါင် ိုမြင်လိုက်ရတယ်နည်းနည်းလေးဘေးကိုစောင်းပြီးတော့လိန်ပြီးတော့ပေါင်မြင်လို့ရရင်အဲ့တိုင်းလေးမြင်မယ်เนาะအတူတူပဲပဲတစ်ခါညတစ်ခါကိုတက်အခါ20ပါနေတက် ုတ်ပြီနောက်သွားမဲ့တစ်ခုကလက်ကိုအပေါ်မြောက်ထားမယ်ပြီးလို့ရှိရင်လက်ကအောက်ကိုထိပြီးတော့ခြေဖနောက်နဲ့လာထိတယ်ခြေဖနောက်ကဒူးလေးကိုွေးပြီးတော့လာထိမယ်ဒါလည်းပဲတစ်ခါညာတစ်ခါကိုတင်းအခါ၂၀သွားမယ်ဒါလေးတွေပြီးလို့ရှိရင်ကျွန်တော်တို့လေးကျင်ကန်းကိုစမယ်ဒီနေ့လေးကျင်ကန်းကတကိုယ်လုံးလေးကျင်ကန်းပေါ့နော်အရန်ခတ်တဲ့ဟာလေးတွေမပါပါဘူးကျွန်တော်တို့ကကစီတက်လေးတွေမစားတာနှစ်ရက်စတိုင်ရှိတယ်ရှေးတရက်တည်းကလည်းကစီတက်ကနဲဟာဆိုတော့လေအားကအဲ့လောက်ထိမရှိဘူးနော် နှစ်တဟုတ်ပြီတွေ့ဖို့လေ့ကျင့်ခန်းပြီးသွားပြီလေ့ကျင့်ခန်းစမယ်ကျွန်တော်နဲ့အတူ live လုပ်ပေးပါနော်ကျွန်တော်တို့ဆက်စချင်းအခက်ဆုံးဟာလေးတွားမယ်ဒီ I know you told your friend you're not okay and tell me what's wrong why you never said you felt that way cuz you try to stay strong and fake a smile until I look away but I've known you too long to cry as you fade away. Yeah, I'm about to fade away Cause every time I wake up I feel like it's Monday Something's going wrong with all the chemicals up in my brain All of a sudden I don't look at anything the same way Gotta build up all my thoughts sitting in an ashtray I'm sorry that I'm so inconvenient, okay Just let me be me and I'll stay out of your way I can see the way you look at me, I'm such a disgrace I never really asked to be brought into this place You wanna love me, well then baby I have a taste All the highs and the lows no, you'll never be the same I don't really wanna hurt you, but I can't control the pain If you're sticking by my side, maybe we could be, be okay Okay, okay, maybe you could be the change I need today I promise that I've never felt this way I really hope that you will choose to stay through all the pain I know you told your friend you're not okay And tell me what's wrong and why you never to stay strong and fake a smile until I look away. But I've known you too long, it hurts to watch your blue eyes fade to gray as you fade away. you too long. It hurts to watch your blue eyes fade to gray as you fade. ုတ်ပြီနောက်သွားမဲ့တစ်ခုကနိုင်တဲ့လူကကျွန်တော်လိုမျိုးခြေထောက်ကိုကြည်ကြဲလေးကားမယ်ပြီးလို့ရှင်ထိုင်မယ်ခြေဖမိုးက160 180ဒီဂရီလောက်ထားမယ်ပြီးလို့ရှင်ကျွန်တော်လက်တီထိုးရတဲ့ဒီကိုအရှိကိုမြင်မြန်ထုံးစံမျိုးကိုဖြည်းဖြည်းချင်းနဲ့ထိုးမယ်ဘယ်တစ်ခါညတစ်ခါကိုတက်အခါနဲ့ဆက်အဲ့ဒါဆိုရင်ကျွန်တော်တို့ကလက်တီကိုထိုးရတဲ့အတွက်လက်မောင်းလည်းအစီချပြီးတာဖြစ်သွားမယ်ပေါင်ကိုအဲ့လိုမျိုးထိုင်တဲ့အတွက်ပေါင်တွင်းသားအစီလေးတွေကိုလည်းချပေးပြီးတော့ဖြစ်သွားလိမ့်မယ်နော် ဲ့ဆွေတွေကမတက်ရက်ပြီးတော့နောက်တစ်ခုကိုသွားလို့ရတယ်မညောင်းတဲ့မိတ်ဆွေကကျွန်တော်နဲ့အတူတူဒီတိုင်းလေးပဲထိုင်ပြီးတော့ခါကြတော့လက်ကိုပေါ်ကနေအောက်ကိုဆွဲတဲ့ဟာလေးကိုသွားမယ်ကျွန်တော်တို့ဒီတိုင်းလေးပဲဆက်ထိုင်လို့ရှိရင်ပေါင်ရဲ့အတွင်းသားကိုလည်းစီချပေးဖြစ်သွားပြီးသားဖြစ်သွားမယ်ပခုံးပါတဲ့လေးတင်ကန်လေးလည်းလောက်ပြီးသားဖြစ်သွားမယ်နှစ်ခုပေါင်းလိုက်တာပေါ့နော်တကယ်လို့ဒီဥစ္စာဆက်မထိုင်နိုင်လို့ဆိုရင်မတက်ရက်ပြီးတော့လုပ်လဲအဆင်ပြေပါတယ် ီမတည့်ရလိုက်မယ်ကျွန်တော်နောက်သွားမယ်တခုကလက်ကိုအပေါ်မြောက်ထားမယ်လက်နှစ်ဖက်ကပေါင်ရဲ့အောက်မှာလာထိတဲ့ဟာလေးကိုသွားမယ်နော်ပေါင်ကိုအပေါ်မြောက်နိုင်တလောက်မြောက်ပေးပါဒါလေးလည်းတော်တော်လေးထိရောက်တဲ့လေးချိန်ကန်တွေလည်းရမ်းတွေတဲ့လေးချိန်ကန်မလို့အချားဟာကိုမေ့သွားလို့ရှိရင်ဒါလေးကိုအခါနဲ့ရာလောက်နေတိုင်းလောက်ပြီးလို့ရှိရင်မိတ်ဆွေ byte တွေပါတယ်အကုန်လုံးတော်တော်ကြာပါလိမ့်မယ်နော် နှစ်တဟုတ်ပြီကျောင်းနောက်သွားမယ်တခွပုံမှန်ဆိုရင်ကျွန်တော်ကလေးဖက်ထောက်ပြီးလို့ရှိရင်လက်ဖက်မိုးချေဖမိုးလာထည့်ရเนาะဒီနေ့ကအားသိမရှိတော့လေးဖက်ပဲထောက်မယ်ပြီးလို့ရှိရင်တင်ကိုချလိုက်အပေါ်ပြင်မြောက်လိုက်ဒီတိုင်းလေးပဲသွားမယ်အဲ့ဒီဥစ္စာလေးကနည်းနည်းပူပြီးတော့တက်တာတယ်ကျွန်တော်ဒီပုံစံလေးကိုတင်ကိုအောက်ကိုချလိုက်အပေါ်မြောက်လိုက်ဒီတိုင်းလေးကိုအခါ20လောက်မယ်เนาะ ပါတယ်။တက်ဟုတ်ပြီ။နောက်သွားမယ့်တစ်ခုတွေကျွန်တော်တို့ဖြားလေးကိုနှစ်ထပ်ခင်းလိုက်မယ်။ခင်းပြီးတော့ကျွန်တော်တောင်ဆင်းနဲ့ဒူကောင်းနဲ့လာထိမှခြေတောင်လေးကိုဖြင်းဖြောင်းလေးထားပြီးတော့တစ်ဖက်ပချင်းကိုပဲเนาะကျွန်တော်ဒီဇိုင်းလေးပဲခုပြတယ်လို့မျိုးလေးပဲအခါ20လောက်ပေးပါ They chase and be rude. Hey kid, don't ever let them get inside your head. I'll tell you what to do in life instead Of everything you know that you could get Don't let them guide your life towards regret I'll fight for what I love with every breath My past is filled with things I won't forget I use them all to push me to my best So treat the worst of times just like a test if only I could go back in time I'd tell myself that everything will end up alright Just push yourself, test yourself, figure out what you like find your limits, don't be rigid, always work towards a prime Surround yourself with open minds, people can change your life A few friends with intent can help you feel alive Find a passion, take some action, and with a little time Just be patient, make a statement, try to enjoy your life They'll try to kick you while you're down they wanna rise up while you drown. They wanna fill your head with doubt. They're silently scared that you'll figure it out. I'll make it look like I'm losing. Won't bother hiding my bruises. And when they finally think you're wounded, then your chance to be ruthless. <laughs> stress I can see that they compare I think everyone's against me Maybe something in the air Am I paranoid? I swear a void is forming And they're scared I walk a straight path Not many can say that I'd like to play fast Cross me and there's payback You better pray that I don't see your face at Any place that I go I know you hate that I've been doing fine I'm not wasting any more time I live for the fight and the climb I think that the pain that's deep inside Is what defines So I won't give up, I'm gonna make it to the top I don't care what's in my way, I swear I'm never gonna stop I could fall flat on my face and I swear I won't give back up Cause I don't deserve a thing and the road ahead is tough They'll try to kick you while you're down They wanna rise up while you drown they wanna fill your head with doubt They're silently scared that you'll figure it out i make it look like I'm losing. Won't bother hiding my bruises And when they finally think you're wounded Then it's your chance to be ruthless 喵的 ်တင်တန်းရောဒီအဲဒီမှာအတူလောက်တဲ့ကိုတွေ့ပေါ့နော်အလွေတင်တန်းလည်းမရှိတော့ဘူးเนาะကျွန်တော်ကတပြည့်အခြားလုပ်လေးတွေလုပ်နေတော့လေအချိန်ကတိတ်မပေးနိုင်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ page ကိုတော့ကျွန်တော်လေးချိန်ကလုပ်နေတဲ့ဟာနဲ့တခါလဲကျွန်တော်ဗီဒီယိုရိုက်ပြီးတော့နည်းနည်းချိန်ပေး editing လုပ်ပြီးတော့အမြဲတမ်းတင်နေမှာပါကျွန်တော်လေး page ကနေပြီးတော့ကြည့်ပြီးတော့ live လုပ်ပေးဖို့တော့ကျွန်တော်မေတ္တာရက်ခံရပါတယ်เนาะ 3နိတဟုတ်ပြီနောက်တော့မယ့်တစ်ခုကခဏတိုင်းမယ်ခြေတော်ကြည်ကြားမယ်ခြေကမူ160 180ဒီဂရီတွားမယ်ထိုင်မယ်ပြီးရင်လက်ကိုဘေးနားလေးမှာ60ဒီဂရီနဲ့ဘေးနားကနေပြီးတော့အရှိကိုလာပြီးတော့ သူတံတောင်စင်းနှစ်ခုထိမယ်ပြီးရင်ပြန်ကားမယ်ဒီတိုင်းလေးသွားမယ်တံတောင်စင်းနှစ်ခုထိနိုင်အောင်ထိပေးပါကျွန်တော်လိုမျိုးမထိုင်နိုင်ဘူးနည်းနည်းပဲထိုင်လေရတယ်ဒါမှမဟုတ်မတည့်ရက်ပြီးတော့လှုပ်လေရတယ်ဒါကမိတ်ဆွေရဲ့လေ့ကျင့်ခန်းမိတ်ဆွေနိုင်တဲ့အချိန်မီမှာလှုပ်လို့ရတယ်เนาะကျွန်တော်လှုပ်နိုင်တဲ့အတိုင်းမဟုတ်ဘူးမိတ်ဆွေလှုပ်နိုင်တဲ့အတိုင်းရေရှည်လှုပ်သွားဖို့ပို့ပြီးတော့အရေးကြီးတာပါ ုတ်ပြီကျွန်တော်တို့နောက်ဆုံး၅မျိုးကိုရောက်ပြီเนาะအားတင်းပြီးတော့အဆုံးထိလိုက်လို့ပြီးပါကျွန်တော်တို့၉လပိုင်းရဲ့ program လေးတွေပြီးတော့မယ်เนาะနောက်တစ်ခုကမောက်ရက်လဲမယ်ခြေတောက်ကိုဖြင်းဖြောင်းလေးနဲ့အပေါ်ကိုမြင့်နိုင်တလောင်းမြောက်ထားမယ်ပြီးလို့ရှင်လက်ကအရှိရနေအနောက်ကိုဆွဲတဲ့ဟာလေးတော့မယ်ဒီဥစ္စာလေးကိုလည်းအခါ၂၀ဆွဲပေးပါလက်ကအရှိရနေနောက်ကိုဆွဲတဲ့အတွက်ပခုံးလေးပါတယ်လက်မောင်းလေးသေးတွေတယ်ခြေတောက်ကိုတင်းတင်းလေးနဲ့အပေါ်ကိုမြောက်ထားတဲ့အတွက်ကျွန်တော်တင်ရောပေါင်ရောခြေတလုံးရောအကုန်လုံးကျင့်နေပြီးတော့အားညာလေးအစီလေးတွေကို ချပေးရနော်။ ပြီးကျွန်တော်တင်လေးနည်းနည်းပြန်လုပ်မယ်ကျွန်တော်ဒူးခွေးပြီးတော့ပလက်လဲလိုက်မယ်လဲပြီးလို့ရှိရင်ကျွန်တော်လူချေတောက်ဒူးကလေတင်တဲ့အကွာဝေးအချစ်ချင်ကအတူတူလောက်ပဲထားပြီးတော့တင်လေးကိုပုံမြောက်လိုက်ချလိုက်အဲ့ဒီတိုင်းလေးသွားမယ်အပေါ်မြောက်တဲ့ချိန်မှာတင်လေးကိုတစ်ချက်ညစ်ပေးလိုက်ပါခါရဲ့အားကိုမတုံဘူးတင်ရဲ့အားကိုတုံးမယ်ကျွန်တော်တင်လေးကိကိကလေးဖြစ်လာအောင်လို့ဓာမျိုးလေးတွေမြင်းများလုပ်ပေးမယ်နော် တစ်ဟုတ်ပြီနောက်သွားမယ်တစ်ခုကကျွန်တော်တို့တင်လေးကိုခဏတိုင်းပဲမြောက်ထားမယ်ပြီးရင်လက်ကဘေးကနေပြီးတော့ပေါ်ကိုမြောက်မ90ဒီဂရီနဲ့ပေါ်မြောက်လိုက်ပြန်ချလိုက်အဲ့ပုံစံလေးတိုင်းသွားမယ်ပြန်ချတဲ့ချိန်မှာလက် မောင်းနဲ့ခန္ဓာကိုယ်က90ဒီဂရီဖြစ်နေမယ်နော်ဒီတိုင်းလေးကိုအခါ20လုပ်ပြီးပါတင်ကအောက်ကိုကျလိုက်အပေါ်ကိုပြန်မြောက်ပြီးပါခါရဲ့အားကိုမတုံဘူးတင်ရဲ့အားကိုတုံးမယ်နော် ကုန်ပြီးပြီးအကျိုးရှိရနေပြီလို့ရှိရင်ကျွန်တော်တို့ခြေထောက်ကိုရအောင်ပတ်ပြောင်းမယ်ပတ်ပြောင်းပြီးတော့ကျွန်တော်ပြန်သွားမယ် ဒီတိုင်းလေးကိုပဲမိတ်ဆွေတို့လည်းနှစ်ခေါက်သုံးခေါက်လုပ်ချင်နေရတယ်ဒါမှမဟုတ်ဒီတိုင်းရပြီဆိုရင်ခြေထောက်ကိုဆန့်လိုက်မယ်နှစ်ဖက်စလုံးကိုဆန့်လိုက်မယ်ပြီးရင်ဖြည်းဖြည်းချင်းခန္ဓာကိုယ်ကဒူးဘက်ကိုလာနိုင်တဲ့လောက်လာမယ်ကိုနိုင်တဲ့လောက်လေးပေါ့နော် ပြီးရင်လက်တစ်ဖက်ကိုပေါ်ကိုမြောင်းလိုက်မယ် မျက်နာကအပေါ်ကလက်ကိုလိုက်ပြီးတော့ကြည့်မယ်နော်လိုက်ကြည့်ပြီးတော့အပေါ်မှာဒါဆိုပခုံးတွေရောအကုန်လုံးဆန့်နေတာဖြစ်မယ်အပွားလက်ကိုအောက်ချတဲ့ချိန်မှာခြားတစ်ဖက်ကိုသွားမယ်ဖက်ပြောင်းတာပါဒီတိုင်းလေးပဲမျက်နာကဟိုးအပေါ်ကလက်ကိုလိုက်ကြည့်မယ်ကြည့်ပြီးလို့ရှိရင်လက်ကိုဖြည်းဖြည်းချင်းပြန်ချလိုက်မယ်ကျွန်တော်လက်နှစ်ခုကခြေတလုံးကိုပိုက်နိုင်လို့ရှိရင်ခြေတလုံးကိုသွားပိုက်ပြီးတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဒူးနဲ့ကတ်နိုင်သလောက်ကတ်ပေးမယ်နော်အဲ့လိုမျိုးလေးလုပ်ပြီးပြီဆိုရင်ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းလျှော့ပြီးတော့မတည့်ရက်လိုက်မယ်ရက်ပြီးလို့ရှိရင်ကျွန်တော်တို့လက် ်ကိုအပေါ်ထိဆွဲဆန့်မယ်အပေါ်ကတယောက်ကကိုကိုဆွဲဆန့်လိုက်တယ်လို့ဆန့်မယ်ပြီးရင်ညာဘက်ဖြစ်ဖြစ်ဘယ်ဘက်ဖြစ်ဖြစ်အစင်ပြေတဲ့ဘက်ကိုစောင်းလိုက်မယ်အဆုံးထိစောင်းပေးပါခါကအစီလေးတွေအကုန်လုံးကြအောင်လို့အကုန်လုံးဆန့်မယ်အိုင်နာလေးကခါကြောလေးလည်းရှုပ်ပေးမယ်ပြီးရင်အလဲလာမယ်နောက်တစ်ဖက်ကိုပြန်ပြောင်းမယ်ဒီတိုင်းလေးပဲအဆုံးထိအဆုံးထိအဆုံးထိဆွဲပေးပါနော်ဒါမှအကြောလေးတွေဆန့်ပြီးသားဖြစ်သွားမယ်အလဲကိုပြန်လာပြီးရင်လက်ကိုကျွန်တော်ပြတဲ့အတိုင်းတစ်ဖက်က အခြားတစ်ဖက်ကိုအနောက်ကိုဆွဲထားပေးမယ်အဆုံးထိပဲเนาะကျွန်တော်ကြောလျှော့တာအဆုံးထိအကုန်လုံးဆွဲပေးမယ်ပြီးရင်ပက်ပြောင်းမယ်ဒီတိုင်းလေးပဲကျွန်တော်တို့ရဲ့ကြောလျှော့တာလေးတွေအကုန်လုံးပြီးသွားပါပြီဒီနေ့ရဲ့အစားလေးတွေကမနက်စာကိုနွားနို6နဲ့ခန်းချင်ဒီစားတယ်နွားနို6မရှိတဲ့လူကနို့ခဲနည်းနည်းလေးစားလို့ရတယ်เนาะနို့ခဲနဲ့ခန်းချင်ဒီနေ့လယ်စာက ပစွန်နဲ့စုကာဒီကျော်တဲ့ပဲပြုတ်ကျော်တဲ့ရွက်စိမ့်တမျိုးနဲ့ကြောက်ပွင့်တုပ်လေးကိုစားလိုက်တယ်။ခမင်းမစားဘူးပေါ့နော်။ညစာလည်းအတူတူပဲခမင်းမပါဘူး။ကျွန်တော်တို့ဂျူဖူးတုပ်တဲ့ကိုဗီတော့ရဲ့အမဲသားကျော်အရွက်စိမ်တမျိုးပြီးလို့ရှိရင်ယာတီပေါ်မြစ်ဟင်းရည်လေးကိုတောက်ဖြစ်ပါတယ်။နောက်လာလဲလိုက်ကြည့်ပေးပါအောင်။ကျေးဇူးပါ။ဘိုင်ဘိုင်။